လူတိုင်းကိုအောင်မြင်နေတာကိုမြင်ချင်မှမဟုတ်ဘူးတချို့လူတွေဆိုရင်ကိုကြရှုံးတာကိုကြည့်ဖို့အတွက်သူတို့သွားနေတဲ့လမ်းတွေကိုတောင်းတွေးဖယ်ပြီးတော့မှကိုယ့်စီကိုလာကြတယ်။ဘာကြောင့်လဲဆိုတော့ကိုကြရှုံးတာကိုကြည့်စင်ကြလို့တငယ်ချင်းတွေကကိုကောင်းတာတွေလုပ်နေတာတွေကိုမြင်ကျင်ကြတယ်။ကိုကောင်းတာတွေကိုလည်းလုပ်စီကျင်ကြတယ်။ဒါပေမဲ့သူတို့ထက်ပိုကောင်းအောင်လုပ်တာကို ထိတ်သဘောမချကြဘူးတခြားသူတွေစိတ်ချမ်းသာဖို့အတွက်အမြဲတမ်းကြားပါတယ် yes လို့ ပြောမနေပါနဲ့အဲ့လိုမပြောခင်မှာကိုရောအစဉ်ပြေရလားဆိုတာကိုလည်းကိုကိုကိုပြန်ပြီးတော့မှစစ်ဆေးကြည့်ပါဦးတခြားသူတွေစိတ်ချမ်းသာဖို့အတွက်အမြဲတမ်း yes yes နဲ့ပြောနေပြီးတော့မှ ကိုကစိတ်ချမ်းသာရင်ဒါတရားမျှတမှုမရှိဘူးလို့ပြောလို့ရတယ် လူတော်တော်များများကတော့ကိုကိုသူတို့ရဲ့ပြိုင်ဘက်လို့တတ်မှတ်လိုက်ရင်ကိုကိုမုန်းကြီးသွားကြတော့လာပဲ။ပါမန်ချိန်မှာတော့အဆင်ပြေတယ်။သူတို့ရဲ့ပြိုင်ဘက်လို့သူတို့ခံယူလိုက်တဲ့အချိန်မှာကိုကိုစပြီးတော့မုန်းကြီးကြတယ်။ကိုရဲ့ဘဝကိုကိုရဲ့စိတ်နဲ့ပဲအုပ်ချုပ်ပါ။ကိုရဲ့ခံစားချက်တွေနဲ့မအုပ်ချုပ်ပါနဲ့။စဉ်းစားကြည့်ပါ ကိုမကောင်းတဲ့ဆုံးဖြတ်ချက်တွေဆိုးတဲ့ဆုံးဖြတ်ချက်တွေချခဲ့တာကစိတ်ထက်စိတ်ခံစားချက်တွေကိုပူဇော်ပေးပြီးတယ်ဒီတော့ဘာပဲလုပ်လို့ကိုယ့်ရဲ့စိတ်နဲ့ပဲကိုကိုကိုအုပ်ချုပ်ပါစိတ်ခံစားချက်တွေနဲ့တော့မအုပ်ချုပ်ပါနဲ့ကိုယ့်ရဲ့တံမိုးကိုကိုသိပါဈေးအစ်စ်ခံရမယ်လို့မဖြစ်ပါစေနဲ့ဒါမှလူတွေကကိုကိုတံမိုးထားကြမှာမဟုတ်ရင် ို့ကိုအမြဲတမ်းဈေးစစ်နေကြလိမ့်မယ်။နောင်ဒတွေထဲမှာလည်းခေါင်းဆိုင်မနေပါနဲ့။ပြည့်စုံတဲ့လူဆိုတာမရှိပါဘူး။ပျော်ရွှင်မှုတွေကိုနောက်ကလေးလိုက်မနေပါနဲ့။အကောင်းမြင်တဲ့စိတ်နဲ့သာနေပါ။အဲ့ဒါဆိုရင်ပျော်ရွှင်မှုကိုကိုယ်ကိုယ်တိုင်ခံစားရပါလိမ့်မယ်။ဒါကတော့ကျွန်တော်လည်းငယ်ပြီ ျွန်တော်မိတ်ဆွေတို့ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများတာဖြစ်ပါလေ။ကျွန်တော်တို့လူငယ်ပြည်နယ်မိတ်ဆွေများလေးဒီတနေ့ကိုပြည့်ဝရှင်ရှင်ဖြစ်တဲ့အောင်မြင်ပြည့်ဝရှင်တဲ့ဘဝလေးကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။